တရှုံမယောင်တိုင်းကနေပြီးတော့သက်၁နှစ်ကနေပြီးတော့35မျိုးသားတွေကမြို့သမီးရတော့အသက်၁နှစ်ကနေပြီး29အထိဒီပထုတ်ခင်ပိတ်သွားတဲ့ချိန်မှာပဲလူငယ်တွေကရွေးစရာမရှိတော့တဲ့အတွက်ရွေးစရာရှိတယ်လမ်းဖြစ်တဲ့ဒီရက်တော်လိုင်းတက်ဖွဲ့တွေတော့ဝင်လာတာအခုချိန်မှာဆိုရင်တော့ပုံလိုက်အင်းလိုက်ဖြစ်ပါတယ် Show up. No, I don't take.

I got facts over facts over tracks. This and that spin slow, spinning fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious. Because you are behind a fake exterior, inferior. You know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last. And to believe in what you got, it was built to last. Yeah. Now that I've been through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no, I don't take shit. i got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Gonna learn the consequence of being incompetent. Mental health is confidence, dreams into modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is topical. Rub it on and watch it go, make yourself unstoppable. Dreams are irresponsible, but they're always possible. If you just believe, you could be so remarkable. ဒေါ်တိရာယုံမှုဦးဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြီးမြေကျမြို့မှာရှိတဲ့တပ်တွေစုပေါင်းပြီးတော့စစ်ကူပြန်ပေးရတယ်ပေါ့ဗျာဒီတလုံးမျိုးကိုစစ်ကူပေးရတဲ့နီးတူတဖက်မှာဒီနေ့တိုက်ပွဲမှာဆိုရင်ဒီဒေါ်တိရာယုံမှုဦးဆောင်တဲ့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်ဒီဘိုက်ထိသွားတယ်ပေါ့ဗျာဘိုက်ထိပြီးတော့ဘိုက်ထိတဲ့အခါမှာလက်ရှိတော့ကျွန်တော်တို့ဒေါ်တိရာအမေတယောက်ဆိုရင်တော့တေးရတယ်အဲ့ဒါ၁၀ယောက်ထက်ပဲမထွက်လာဘူးဆိုလို့ဆိုရင်တော့နေပြနေနေမယ်နောက်မှဆေရှုံလို့လမ်းဖြူထောင်းတာတို့အလုံးဝင်တာတို့ငါမကြားကျင်ဘူးလို့ငါသူရဲကောင်း ဖြစ်လာတဲ့လူက၅ယောက်ကြာပြီးရေကောင်းကြီးရေဆိုပြီးတော့ငါအဲ့လိုမျိုးကြောက်ဝါတိုင်းပဲငါဖြစ်ချင်တယ်လို့နေဟိုးစာပြေပေါ့နော်ကိုလည်း main glaze ဆိုတော့ကိုလည်းချီရတာပေါ့နော်ငါ့ကိုချင်းတော့ထွက်လာဒီလိုမျိုးပေါ့ငါ့ကိုချင်းတော့ထွက်လာအင်းငါ့ကိုနေမချင်နိုင်ဘူးတသက်လုံးဆုံးရှုံးဆုံးရှုံးတာပဲမြင်ချင်တယ်ဆိုလို့ကျန်တဲ့နေ့သဘောပဲပေါ့ပြောတော့သူကလည်းသူလည်းမနေပါဘူးသူလည်းထွက်လာပါတယ် ံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြက် revolution ရှင်ချန်နယ်လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးကို reaction မလို့သွားပေးခင်ပါပဲယနေ့ဖေဖော်ဝါရီလ3ရက်နေ့တနင်္လာနေ့ရဲ့မန္တလေးထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရဲတာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့ကျင်းဒီရှမ်းတောင်အဆက်မှာအကောင်40ဝန်ပီနယ်ဘီးလင်းမြို့နယ်မှာ29ဦးကိုမိခဲ့ပါတယ်ဂိုဒိုင်းဖြူမြို့နယ်မှာတော့9ကောင်ဒဂိုင်းတိုင်းစားတောင်မြို့မှာတော့တကောင်ဒဂိုင်းတိုင်းရွှေဘူမြို့မှာတဦးလင်းဝင်ရောက်ပြီးတော့ဒဂိုင်းတိုင်းကလေးမြို့မှာလည်းတဦးလင်းဝင်ရောက်ခဲ့ပါတယ် ဒိုင်းနိုင်ကဏီမျိုးနဲ့မှာတော့ပြည်သူတားကောင်းရေနံနှစ်ဦးကြာဆုံးခဲ့ပြီးမုံပီနဲ့ရေးမျိုးနဲ့မှာတော့၃កောင်ပြည်သူတိဆုံးခဲ့ကြောင်းသိရပါတယ်။၎င်းဆောင်များက၎င်းတို့၏ကိုကျူးစီးပွားအတွက်လည်းနိုင်ငံတော်အာဏာကိုအတရားသဖြင့်ဒီနေ့မှသိမ်းယူထားသည်မှာဒီနေ့ဆိုရင်တော့1464ရက်ရှိပြီဖြစ်ပါတယ်။တဲ့အနာသိမ့်ပြီး၄နှစ်ပြည့်ချိန်မှာနိုင်ငံတော်ဝန်တော်လိုင်းတက်တွေသိမ့်ပိုက်ထိန်းထုတ်ထားတဲ့မြို့ပေါင်းအ ਨੇ စုံ64မြို့ရှိပါတယ်။မြို့တော်လိုင်းမှာပထမဆုံးသိမ့်ပိုက်နိုင်တဲ့မြို့ကတော့ KNB ကမဲဆဲမြို့ဖြစ်ပါတယ်။ ပြင်းဒီတပေါင်းစုက2023ဇွန်လမှာမဲဆဲမျိုးကိုတင်ပိုက်ခဲ့တာပါအဲ့ဒီနောက်ပိုင်းတော်လိုင်းကြီးတက်တရာမျိုးသိန်းတိုက်ပွဲတွေတက်စိတ်စိတ်ဆင်နွှဲလာကြရင်နဲ့ပြစ်တုံညာနှစ်ခုပထမလိုက်နဲ့ဒုတိယလိုက်ကာလတွေမှာမျိုးတွေများဆုံးတင်နိုင်ခဲ့တဲ့ကာလတွေဖြစ်ပါတယ်တစ်ချက်ကတင်ပိုက်ခံရတဲ့မျိုးတွေတဲကဘိုးဘဲမှုကိုပြန်ရဖို့အတွက်ဇန်နဝါရီလမှာထိုးစစ်ဆင်နေတဲ့အတွက်ပြင်းဒီတပေါင်းစုကတက်တောက်ပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်ချိန်ထဲမှာပဲတော်လိုင်းကြီးတက်တရာကလည်းဗန်ပေါ်မျိုးအင်းတော်မျိုးပလန်းမျိုးတွေကိုအပြီးသက်တင်ပိုက်ဖို့ ိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတော့မှာတော့ AIA နဲ့ပူပေါင်းတက်တရားဗန်မော်မျိုးအမတ်တ366တရင်ကိုသိမ်းပိုက်လိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ကင်မီနယ်ဗန်မော်မျိုးအထက် site အမှတ်2စစ်ဆင်ရေးကုကဲအနာချုပ်စကခ2စစ်နီးကအမြောက်တက်366တရင်ကိုကချင်းလက်ရေးတပ်မတော် KIA နဲ့ပူပေါင်းတဖွဲ့တွေကဖေဖော်ဝါရီလ2ရက်နေ့ညနေပိုင်းမှာအပြီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်းစစ်ရေးသတင်းမီကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ဗန်မော်မျိုးသိမ်းစစ်ဆင်ရေးပေါ်ဆောင်နေတော့ KIA ပူပေါင်းတက်တရားဒိုးစစ်အရှိန်မြင့်တင်ခဲ့တာဖြစ်ပြီး ညနေပိုင်း၄နာရီခွဲမှာအမှတ်366မြောက်တက်ရင်ဌာနချုပ်နဲ့အမှတ်နှစ်လျှက်စစ်နှင့်စက်မှုအင်ဂျင်နီယာတက်ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကလည်းစကကနှစ်တိနီးကတန်ချက်ကတရင်ဗမောလေရင်ခွင်းစစ်ဘက်စီးရလုံကြုံကြီးတက်စုပေါဝင်တစ်ကောင်စီတက်စုရနေရာများကိုတင်ပိုက်ရရှိထားပါတယ်။ AI ပူပေါင်းတာဟာ2024ဒီဇင်ဘာ၄ရက်မှဗမောမျိုးတင်းစစ်စင်ရင်စတင်ခဲ့ရာတိုက်ပွဲနှစ်လနီးမှကြာမြင့်နေပြီဖြစ်ပြီးစစ်ကောင်စီကစကကနှစ်တိမှာစုဖွဲ့ပြီးလေရင်ဒရုန်းလက်နက်ကြီးများနဲ့ခုခံနေတာဖြစ်ပါတယ်။ ဒေါ်လိုင်းတက်တွေဟာစစ်တက်ကိုကုန်းချောင်းရီချောင်းစစ်ကူမပေးနိုင်အောင်လေအိတ်ဆူတိုက်ခိုက်နေတဲ့အချိန်ဖြစ်နေပါတယ်။နောက်ထပ်တရင်တို့မှာတော့စစ်အုပ်စုအာဏာသိမ်းတဲ့လေးနှစ်ပြည်မှာစစ်အာဏာရှင်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲဝင်ကြရင်ကြာဆုံးသွားတဲ့အာဇာနည်သူရဲကောင်းရဲဘော်73ကအောင်းမေတတိယလျက်ရဲဘော်များရဲ့မိပြားများထံထောက်ပံ့ငွေနဲ့သူတွားရောက်ကြတော့တောင်းပန်ခဲ့တယ်လို့ပုတ်ခုခရိုင်တရင်69မှာပအဝင်ရှိသူတို့ဖြစ်တဲ့ရဲဘော်မိုက်ကယ်ကပြောထားတာကိုတွေ့ရှိရပါတယ်။နောက်ထပ်တရင်တို့မှာတော့မြင်းကြံမျိုးနဲ့တလုံးမျိုးကိုစစ်ကောင်စီကညာဘက်မှာလေးချောင်းကနေအပြင်းထန်ပုံကျဲပြီးနောက်တဲ့အင်အားချက်မှန်တိုးချဲ့ထားရမှာတော့တလုံးမျိုးကန် မြပြဟာဘေးလူရထွက်ပြီးတင်းရှောင်နေကြရတယ်လို့ဒေတာတွင်းတော်လိုင်းတစ်ဖွဲ့တွေကပြောထားပါဗျ။ဟုတ်နေပြီပေါ့ဗျာ။ PDF ကအတိုက်ကြီးပေါ့ဗျာ။အဲ့အတိုက်နဲ့နီးတယ်။ဒီတလုံးမျိုးကိုဝင်တိုက်တဲ့ခါမှာရေစကြိုအပြည့်အစ်တွေသားမှရှိတယ် PDF ဖွဲ့တွေစူပေါင်းပြီးတိုက်တယ်။ပြီးတော့ကျတော့မြင်းညာ PDF ဖွဲ့တွေစူပေါင်းပြီးတိုက်တယ်။တိုက်ခွက်ကတော်တော်လေးပြင်းတယ်။တိုက်ခွက်က9နိုင်မိနစ်30ချိန်မှာတိုက်တယ်။တိုက်ခွက်ဖြစ်ပြီးတဲ့နောက်ပေါ့ဗျာ။တိုက်ခွက်ဆက်ဖြစ်ပြီးဆိုတဲ့ခါမှာဒီမြင်းညာမျိုးပေါ်မှာတည်ရှိတဲ့ တော်တရားမျိုးဥဆောင်နေပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြည်မြေကျမျိုးမှာရှိတဲ့တက်တွေစူပေါင်းပြတို့စစ်ကူပြန်ပေးရတယ်ပေါ့ဗျာဒီတလုံးမျိုးကိုစစ်ကူပေးရတဲ့နီးတူတပတ်မှာဒီမြေကျမျိုးကိုချမှတ်သမားတွေဝင်ပြီးမတိုက်နိုင်အောင်ထပ်ပြီးကားရတယ်ပေါ့ဗျာထပ်ကားရတယ်ဒီဒီ PDF တွေအဖက်ကတို့ဒီစနိုက်ပါတွေပါသုံးပါလေစနိုက်ပါသုံးတယ်ပြီးတော့40တွေပေါ်ပေါ်လောသုံးပါလေစနိုက်ပါကိုဖြစ်ခတ်တာကမျိုးသမီးတွေဖြစ်ခတ်တယ်ကျွန်တော်တို့ဘက်ကလည်းတပတ်ကကောင်းတာနေနဲ့ဒီစနိုက်ပါတွေပြန်ဖြစ်ပါလေဝင်ရဝတိုက်တယ်တလုံးမျိုးရဲ့ဒီနေရာမင်းတို့တွေ့တယ်နော်ပြည်သူတွေဘက်ကပြည်သူတက်မတော်တဲမှာမျိုးသမီးတွေကစနိုက်ပါတော်ကင်တဲ့အချိန်ကြီးရောက်နေပြီနော်အဲ့တော့မင်းတို့ကနိုင်ဝင်ထင်နေတာလားမင်းတို့နဲ့မင်းတို့ဘက်က PDF တွေကိုနိုင်ဖို့ဆိုတာကအိမ်မက်တစ်ခုတော့မလုပ်မရတော့နေတာဖြစ်သွားပြီ ကြည့်နေဆိုရင်တော့မြန်မာနိုင်ငံနှောင်းပတ်ပြီးတော့ PDF အင်အားဖွဲ့တွေကိုမင်းတို့ကြီးတချိုးကြီးတို့တော့ကြီးလိုက်အောင်မင်းတို့မောတော်မောတော်အောင်ပဲဒါကမြင်းကြံမျိုးနဲ့ဆိုရင်ကျွန်တော်တို့မိုင်အားဖြင့်ခုနမိုင်ကနေ၈မိုင်ဧရိယာလောက်မှာဧရိယာအကွာမှာပဲတည်ရှိတယ်တလုံးမျိုးရဲ့ဒီနေရာကတနည်းအားဖြင့်ကျွန်တော်တို့မြင်းကြံစမီးကုံသွားလမ်းပိုင်းအဲ့လမ်းပိုင်းမှာတည်ရှိတယ်ဒီလမ်းပိုင်းကြီးကအေယော်ရီမြင်းနဲ့အပြိုင်ဖောက်ထားတဲ့လမ်းပိုင်းဖြစ်တယ်နောက်ထပ်အခြေအနေတစ်ခုကဒီဒီတလုံးမျိုးနဲ့နေတာကအေယော်ရီမြင်းရဲ့တစ်ဖက်ကမှာဆိုရင်မန္တလေးတိုင်း ်ဇကိုင်းတိုင်းမကွေးတိုင်းတိုင်းသုံးတိုင်းစုံတဲ့အရာဒီရေစကြိုမြေအရှိဒေတာပေါ့ဗျာအဲ့ဒီအဲ့ဒီ PDF တွေရလွမြောက်နေပြီပေါ့ဗျာ PDF တွေအတိုက်ကြီးပေါ့ဗျာအဲ့ဒီအတိုက်နဲ့နီးတယ်ဒီတလုံးမျိုးကိုဝင်တိုက်တဲ့အခါမှာရေစကြိုမြေအရှိဒေတာမှာရှိတဲ့ PDF ဖွဲ့တွေစူပေါင်းပြီးတိုက်တယ်ပြီးသွားကြတော့မြင်းညာ PDF ဖွဲ့တွေစူပေါင်းပြီးတိုက်တယ်တိုက်ခွဲကတော်တော်လေးပြင်းတယ်တိုက်ခွဲက9နိုင်မိနစ်30အချိန်မှာတိုက်တယ်တိုက်ခွဲဖြစ်ပြီးရဲ့နောက်ပေါ့ဗျာတိုက်ခွဲဆက်ဖြစ်ပြီးဆိုတဲ့အခါမှာဒီမြင်းညာမျိုးပေါ်မှာတရှိတဲ့ဒေါ်တိလာရုံမှုဦးဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြီးမြင်းညာမျိုးမှာရှိတဲ့တပ်တွေစူပေါင်းပြီးတော့သူတို့စစ်ကူပြန်ပေးရတယ်ပေါ့ဗျာ ဒီတလုံးမျိုးကိုစစ်ကူပေးရတဲ့နီးတူတစ်ဖက်မှာဒီနေ့တိုက်ပွဲမှာဆိုရင်ဒီဒေါ်တိယာယူမှုဥဆောင်တဲ့ဒီပြည်စုစစ်တပ်ဖွဲ့ဝင်တယောက်ဒီဘိုက်ထိသွားတယ်ပေါ့ဗျာဘိုက်ထိပြီးတော့ ဘိုက်ထိတဲ့ခါမှာလက်ရှိတော့ကျွန်တော်တို့ဒေါ်တိကမင်းတယောက်ဆိုရင်တော့တေးရတယ်အဲ့ဒါဆယ်ယောက်ထက်ပဲဒီမနေ့အင်တာဗျူးရဆိုရင် तू ပြော तू तू ကျွန်တော်ပြန်ပြီးရှင်းပြကြရဆိုရင်တော့အခွဲစိမ့်မှုကအားလုံးအောင်မြင်သွားပါတယ်တဲ့ဘာမှကျွန်တော်အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူးတဲ့တစ်ဖက်မှာကျွန်တော်တို့ဒီတက်မလို့ဘက်မှာဆိုရင်တော့ဒီတယောက်ပေါ့လေတယောက်ထိခိုက်နေရရရှိတာလည်းရှိပါတယ်တဲ့အဲ့လိုအဲ့ဒါဆိုရင်တေးကြတဲ့အကောင့်တရာလောက်ပဲပြောတယ်ဒါတော့ဗျာတိုက်ပွဲကတော့တိုက်ပွဲရဲ့သဘောတဘာဝကတော့ကျွန်တော်တို့ထိခိုက်မှုတော့ရှိမှာပဲစာဆုံးမှုတွေရှိနိုင်ထိခိုက်မှုတွေရှိနိုင်တယ်ထိခိုက်မှုဆိုရင်တော့အသေးစားတွေရှိနိုင်တယ်အကြီးစားတွေရှိနိုင်တယ်ဒါတော့သဘောတဘာဝပဲဘာကြောင့်လဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်တို့ကတေးစီလောက်နိုင်လောက်တဲ့လက်နက်တွေနဲ့ပဲပြစ်ကြတာ မထီးစရာတော့အကြောင်းမရှိဘူးခင်ဗျာဒီတိုက်ပွဲမှာမထီးဘူးဆိုတော့ခင်ဗျာအလကားပဲခင်ဗျာဘလူဝဲပြုတ်ခင်ဗျာထိမှာပဲဘာကြောင့်လဲဆိုတော့ခင်ဗျာလက်နဲ့နဲ့ပြစ်နေရဗျာသူပြစ်ကိုပြစ်ပြစ်နေကြတာကဲကျော်စိုးဦးဒီကောင်ကတော့သူတို့ဘက်ကတီတာယူမဘက်ကလည်းထီးတယ်စစ်တဲဘက်ကလည်းထီးရယ်ဆိုရင်တော့သိကြနေပြီဒီကောင်တော်ကြီးကိုထီးသွားလို့ပဲလားဟုတ်တယ်တတိယမှာတော့တခိုင်းတက်တော်အေအာစစ်မျက်နှာ၄ခုတော့ကိုပြိုင်နဲ့ဖွင့်ထားတဲ့နေထားခုတွေ့ရှိရပြီးမကွေးတိုင်းဒေသကြီးမင်းမှုခိုင်ပွင့်ဖြူမြို့နယ်မဲစီရဲစခန်းကို AA နဲ့ PDF ASHO တို့ကဝင်ရောက်တိုက်ခိုက်ပြီးနောက်စစ်ကောင်စီတပ်သားများဒဏ်ရာများပြင်းစုခွာခဲ့ကြောင်း အဲ့ဒီနောက်မှာတော့စစ်ကူပေးရန်ရောက်ရှိလာတော့ယူစောထီးများဘာတော်ဝဥဆောင်သောပြည်သူစစ်ကြောင်းကုန်းကြီးပြည်သူစစ်တို့များပါဝင်ပြီးစစ်ကောင်တီတပ်ဖွဲ့ဝင်အကြအရှုံးဒဏ်ရာများပြင်ဆုတ်ခွာတဲ့အချိန်မှာဝင်ရောက်ပြီးတော့စစ်ကူပေးတာကိုတွေ့ရှိရပြီးတော့အဲ့ဒီမှာတော့ဘာတော်ဝရဲ့ဥဆောင်တဲ့ပြည်သူစစ်၁၀နဲ့ချီပြီးတာဆုံးခဲ့ကြောင်းသိရှိရပါတယ်။တစ်ဖက်တိုက်ပွဲကြောင့်လက်နက်ကြီးထိမှန်ပြီးဗဒဲကျေးရွာသား၆ဦးတေဆုံးသွားကတဏီထူပေါက်မဲစီတီကျေးရွာဒေသခံများဒီလေဘေးလျာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။ဒုမတောင်ကြီးရွာများလဲအာခန့်ကြတော့အေအေနဲ့ပူပေါင်းတို့ဖွဲ့များကကြောက်ပုံခဲပြစ်ကျေးရွာနီးနားများတော့ စစ်ကောင်စီကိုတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကလေးချောင်းတိုက်ချက်မှုတွေဇက်တိုက်လုပ်နေကြောင်းလည်းသိရှိရပါတယ်။အကြသေးရင်ကလည်းစစ်ကောင်စီရဲ့စကန်ခုပြတော့ရခိုင်ရိုးမတောင်တန်းထက်ရှိမိုးတီတောင်စကန်နဲ့အေယာဝတီတိုင်းတွင်းရှိ0.263စကန်နဲ့0.369စကန်တို့ကိုအိုက်ခန့်တက်တော်ပူပေါင်းတဖွဲ့တို့ကတိမ့်ပိုက်ရရှိခဲ့ပြီးတော့အိုက်ခန့်တက်တော်ဟာအခုချိန်မှဆိုရင်တော့စစ်မျက်နှာပေါင်းများစွာကိုဖွင့်ပြီးတော့တော်လိုင်းကြီးကြက်တွေနဲ့ပူပေါင်းပြီးတော့တိုက်ပွဲဝင်နေကြောင်းသိရှိရပါတယ်။အဲလိုပါတဲ့ပြည်သူပဲခေါ်တာ။ပြည်သူတွေခေါ်တာခင်ဗျဗိုလ်ချုပ်သားသမီးတွေကြတော့အခုချိန်ကြီးအခုချိန်ကြီးတယောက်မှစစ်မှုထမ်းထဲမှာပါပါတယ်လို့ကျွန်တော်တခါမှပြောသေးဘူး။ ကဲကျော်မျိုးမင်းကတော့ကျော်စိုးလိုထဲခေါ်ပြီးတော့၃နှစ်ကြိမ်တော့မကြိတ်ခံတာသေးတော့ကျော်မျိုးမင်းကတော့နည်းနည်းလေးလေးသံလေးကတော့တာပြီးပါလဲကျွန်တော်မသိဘူး။อืมတကယ်ပြောတာဟာမင်းသားကြီးတွေမင်းသမီးတွေတာသမီးတွေမပါဘူး။မင်းသားတွေလည်းမပါဘူးမင်းသမီးလည်းမပါဘူး။နော်အစိုးရလည်းမပါဘူး။တထည့်ကြီးတွေတာသမီးတွေတယောက်မှမတွေ့ဘူးစစ်မှုထမ်းထဲမှာ။ဘသူတွေပါသွားတာမန်ကြောမွဲပြည်သူတွေပဲပါသွားတာ။အဲ့လိုကြီးဆိုတော့ခဏစဉ်းစားကြည့်။လက်ရှိချိန်မှာတော့တီအန်လေးအနေနဲ့ကတော့မြို့တွေကိုတိမ့်ချုပ်တိမ့်ပိုက်နိုင်ထားရမယ်လေ။လက်ရှိမှာဖြစ်ပေါ်နေတဲ့အနေထားကတော့စီးပွားရေးကျက်တဲ့ဖြစ်ပါတယ်။ ပွဲကြက်တဲဆိုတာကတော့ရုပ်ပီးရဲ့ဖီအားနဲ့အတူနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြားမှာပဲစစ်ပွဲကြီးကြက်တဲကိုပြည်သူတွေခံစားနေရတာဖြစ်တဲ့အတွက်သူ့အနေနဲ့လည်းညီနိုင်မှုတွေလှုပ်ချင်တဲ့သဘောတရားမှရှိနေတာတွေ့ရပါတယ်။ဘာပြောအော်လိုင်းကြီးကတစ်ဖက်နိုင်ငံကြီးကတစ်ဖက်တစ်ဖက်ကိုအဲ့ညီညီနဲ့ညတ်တာဆိုတာကင်တွင်နေတဲ့ TNL ရဲ့အကြောင်းလေးကိုဒီနေရာမှာမျှဝေပြလိုက်ပါတယ်။အဲ့ဒီနေ့ကလူပြုကစစ်ပွဲရေးအရာကိုအခြားသော အဒီဖွံ့ဖြိုးရေးအရာရောပို့ပြီးတော့မှချက်တဲလာတွေ့ရပါတယ်။ဆိုတော့ကကျမတို့ဖျက်ဆက်တဲ့အရင်ကလည်းဒီလူထုတွေရဲ့ခက်ခဲအချက်တဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့လည်းကျမတို့လည်းနေလန်းတွေရှာနေပါတယ်။တစ်ဖက်မှာဒီစစ်ကောင်စီပိတ်ဆို့ထားတဲ့နယ်စပ်တွေဆိုလည်းကျမတို့ကစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့အစဉ်တိရှိတယ်ဆိုတဲ့ထုတ်ပြန်ချက်လည်းကျမတို့ထုတ်ပြန်ပေးတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီပြောဆိုရနိုင်နေဆိုရင်ကျမတို့ကနေလန်းရှာပြီးတော့မှဒီလူမျိုးလူထုတွေရဲ့ အာစာဝတ်နေရေးကိုဟာပဲဖြည့်ရှင်းနိုင်ဖို့ကျမတို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီဘက်မှာလည်းဒီ data twin ထုတ်ကုန်တွေကို ကျမတို့ပို့ပြီးတော့မအားပေးလာတယ်။အာပြီးတော့ဒီ data twin မှာရှိတဲ့အခွင့်တွေကိလခုပေးတာမျိုးတွေလည်းကျမတို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အာနောက်ထပ်လည်းဒီပုံမထရောက်တဲ့လူထုတွေရဲ့စစ်ပွားရေးအခက်အခဲစာဝတ်နေရေးအခက်အခဲတွေကိုပြန်ဆိုင်ကျော်လွှားနိုင်ဖို့ကျမတို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဟာဟုတ်ကဲ့ဒီ2025နှစ်စမှာတော့တိုက်ပွဲကတော့အာရက်ရက်တန်တဲ့အချိန်မျိုးရှိပါတယ်အဲဒီဘက်မှာလည်းအဲဒီစစ်ကောင်စီဘက်စစ်ကောင်စီဘက်ကပုံကျဲတိုက်ခိုက်တာမျိုးတွေရှိပါတယ်သူတို့ပြင်မုတ်ကုတ်လိုမျိုးပြင်နောင်ချိုလိုမျိုးဆိုပုံကျဲတိုက်ခိုက်နေတာကိုလည်းတွေ့ရပါတယ်အဆိုတော့ကကျမတို့ကတော့လီထုတွေအနေနဲ့ဒီဟာတိုက်ပွဲအရှိန်ပြည်တော်စစ်ရေးချင်းတွေကဘလို့ပဲ အာရှိနေပါစေပေါ့နော် လူထုအတွက်နဲ့စီရေတတိစီရေအတိတွေအမြဲရှိဖို့လိုတယ်ပြီးတော့လေချောင်းကာကွယ်ရေးအာဒီလုပ်ငန်းစဉ်တွေလည်းလိုက်နာဟာဆောင်ရွက်ဖို့လိုပါတယ်ကျမတို့ကလည်းအဲ့လိုလူထုတွေလိုက်နာဆောင်ရွက်ဖို့လည်းလှုံ့ဆော်နေတာမျိုးတွေလည်းရှိပါတယ်ပူပေါင်းဆောင်ရွက်နေတာမျိုးတွေလည်းရှိပါတယ် အာကျမတို့ဖျက်ဆက်တဲ့နေထိန်ချုပ်ထားတဲ့မြို့နယ်မှာ12မြို့ရှိပါတယ်။အဲဒီမြို့မှာဆိုတိုင်းရင်းသားလက်နက်ကိုင်တွေလည်းများတယ်အခြားတော့ဒီဒေါ်လန်ရေးအင်အားတွေလည်းများပါတယ်။အဆိုတော့ကဒီအဒေါ်လန်ရေးအင်အားစုအချင်းချင်းကြားမှာထိတိုက်မှုတွေဟာပူတိုက်မှုတွေပြီးတော့အာအချင်းချင်းနားလည်မှုတွေကဟာရှိကောင်းရှိနိုင်ပါတယ်ရှိလည်းရှိခဲ့ပါတယ်။အဆိုတော့ကဒီပဏိပခတိပြဿနာကြီးမကြည့်ပွားအောင်ကျမတို့ဘက်ကလည်းထိမ့်သိမ့်ပြီးတော့မဆောင်ရတာမျိုးတွေလည်းရှိပါတယ်။ဒီနှစ်ချုပ်ဟာဒီကျမတို့ရဲ့ 2024နှစ်ပတ်လည်စီဝေးမှာလဲဒီဟာဒီ data တွေ့မှာရှိတယ်လည်းနဲ့ကင်မှာအခြားတော့အင်အားစုတွေနဲ့ကျမတို့နိုင်ငံရေးနေလန်နဲ့တွဲဆောင်ဆွေးနွေးပြီးတော့မှအဖြစ်ဆောင်ရွက်ဖို့ရှိပါတယ်။တကယ်လို့ဒီအာအချင်းချင်းကြားမှာပူတိုက်မှုတွေအငင်းပွားမှုတွေရှိလာခဲ့တဲ့ဆိုရင်လည်းကျမတို့ကနိုင်ငံရေးနေလန်နဲ့တွဲဆောင်ပြီးတော့မှအဖြစ်ရှာဆောင်ရွက်မှာဖြစ်ပါတယ်။ လက်ရှိဒီတော်မှာတော့ကျွန်မတို့ဖျက်ဆက်တရနေထင်ချုံထားတဲ့မြို့မြို့နယ်ဆန်မြို့ထဲမှာဆိုရင်အကျွန်မတို့ဖျက်ဆက်တရနေကပဲတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့အုပ်ချုပ်ရေးရန်တရတွေဖော်ဆောင်မှာဖြစ်ပါတယ်။တခြားမြို့နယ်တွေမှာလိုပဲဒီအုပ်ချုပ်ရေးရန်တရကတော့ဖျက်ဆက်တရနေကပဲဦးဆောင်ဆောင်ရမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ကြိုတင်ပြင်ဆင်မှုကိုပြန်သက်ကြည့်မယ်ဆိုရင်ကျမတို့အများကြီးလုပ်နိုင်မယ်လို့တော့မျှော်မှန်းပါတယ်။ဘာလို့ဆိုတော့ဒီဟာချတော်ကျမ်းမှာအုပ်ချုပ်ရေးကော်မတီထဲမှာဆိုကျမရေးတွေလည်းပါမယ်၊ပညာရေးတွေလည်းပါမယ်။ဒီဟာကိုလည်းကျမတို့ကတော့အပေါ်ပေါ်မကောင်းမွန်တဲ့ဒီဝန်ဆောင်မှုတွေပေးနိုင်အောင်ပို့တော့ကျမတို့ကလည်းအမြဲတမ်းနေလိုက်ချပြီးတော့မှဆောင်ရွက်နေတာဖြစ်ပါတယ်။ဆိုတော့ကဒီအခြားတော့ဒီအသက်တိကျွမ်းကျင်တဲ့သူတွေအကူအညီနဲ့အရယူရယူပြီးတော့မှကျမတို့ကပို့မကောင်းမွန် ပိုမိုကောင်းနေတဲ့ဝန်ဆောင်မှုပေးနိုင်မလို့တော့ကျမတို့မျှော်မှန်းပါတယ်အဲ့လိုလှုပ်ဆောင်နိုင်ဖို့လဲဟာကျွတ်တင်တင်ဆက်ထားပေးတာဖြစ်ပါတယ် ဒီကျမတို့ကလူထုတွေရဲ့ခက်ခဲအကျက်တဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်လို့ဒီလိုမျိုးတွေ့ဆုံဆွေးနွေးဖို့အစဉ်အသင့်ရှိတယ်ဆိုတဲ့အကြောင်းကိုကျမတို့တရားဝင်ထုတ်ပြန်ပြတာဖြစ်ပါတယ်။လက်ရှိချိန်တိကတော့စစ်ကောင်စစ်ဘက်ကတော့တရားဝင်ကြောင်းကြားတာမျိုးတွေတော့မတွေ့ရသေးဘူးပေါ့နော်။ဒီနှစ်ဖက်တွေ့ဆုံနိုင်တဲ့ချိန်တွေမျိုးတော့မရှိသေးဘူး။တော့ပြင်းနဲ့နောက်ပိုင်းမှာတော့ဒီတရားဆိုရရဲ့ကြောင်းဝင်နဲ့ဒီနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုရှိကောင်းရှိလာနိုင်ပါတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့မင်္ဂလာပါ။ပတ်သက်မရတော့ပပလို့ခေါ်ပါတယ်။ ။ဒါကစစ်သားစီဒီယံကိုအကမင်းရဲ့ဇနီးပါ။သူကစီဒီယံလုံးဖြစ်တာကကြတော့စစ်သားလုံးတာတိတ်မကြသေးဘူး။မကြသေးခင်မှာပဲဟိုအာနာတွေပါတွေတိတ်လိုက်ကြတော့အာနာတိတ်လိုက်တော့သူကအဲ့တည်းကနေသူထွက်ပြေးဖို့ကြိတ်ကြိတ်ကြုံးစားတယ်။ဒါပေမဲ့ထွက်ပြေးတယ်။ထွက်ပြေးတဲ့အခါမှာပထမတစ်ခေါက်ထွက်ပြေးသွားတော့သူဖမ်းမိပါတယ်။ဖမ်းမိတော့သူ့ကိုချက်ပေါက်ထဲထည့်လိုက်တယ်။ချက်ပေါက်ထဲထည့်လိုက်ပြီးတော့သူအဲ့လိုပဲသူတို့ဘယ်လိုပြောမလဲ။ စိတ်အေးဝအောင်ထီပေါ့နော်သူတို့စိတ်အေးဝအောင်ဒီခဏလောက်မှေးပြီးသူနေပေးလိုက်တယ်မှေးပြီးနေပေးလိုက်ပြီးတော့မှနောက်မှတစ်ခါထက်ထွက်ပြေးဖို့ထက်ကြိုးစားတယ်သူလည်းလူတယောက်ပဲလေမှန်တရားဆိုတာမကောင်းမှုကောင်းမှုအာတမမှာဟိုဘယ်လဲအာတမရဲ့ဓမ္မရဲ့ဆိုတော့သူခွဲခြားတတ်မှာပေါ့လူမရမွေးလာတဲ့လူတယောက်ပဲအုံနှောင်ရှိတဲ့လူသားတယောက်ပဲဘယ်ကမှန်တရားလဲဘယ်ကအမှားတရားလဲဆိုတာသူသိရမယ်လေအဲ့ဒါကြောင့်မလို့သူရင်ကနေလည်းသူကစစ်တပ်ဆိုတော့သူမကြိုက်ဘူးသူတို့တွေကစစ်တပ်စစ်ပါမိသားစုမျိုးရိုးတွေ ။ तू ကတယောက်တည်းမကြိုက်တာ။မိသားစုတည်းမှာ तू တယောက်တည်းစစ်တမ်းလို့ရတော့ तू မကြိုက်ဘူး။အော်အာနာလည်းသိလိုက်တော့ပိုးဆိုးသွားတာပေါ့နော်။အာနာသေးအာနာသေးပြီးတော့သူ့ကိုစီဒီယန်လော့ဖို့တိုက်တွန်းတာကြတော့음တနေ့လောက်တော့တိုက်တွန်းလိုက်တယ်။အဲ့ဒီတနေ့တော့ထဲမှာတစ်ခါထွက်ပြေးတော့တစ်ခါဖမ်းမိသွားတဲ့ချိန်မှာနောက်ထပ်ထွက်ထွက်ပြေးမှုသွားတော့လည်းကြောက်နေတယ်ပေါ့နော်။ဒါပေမဲ့မကြောက်နဲ့လူမာတက်ကတည်တဲ့တနေ့မွေးတနေ့နှစ်ရက်ပဲရှိတယ်ထွက်လာခဲ့။မထွက်လာဘူးဆိုလို့ရှိရင်တော့ နေပြနေနေမယ်နောက်မှဆေရှုလို့လမ်းဖြူထောင်းတာတို့အလုံးဝင်တာတို့ငါမကြားကျင်ဘူးလို့ငါသူရဲကောင်းဖြစ်လာတဲ့လူကငါယောက်ျားသူရဲကောင်းကြီးရေဆိုပြီးတော့ငါအဲ့လိုမျိုးကြောက်ဝါတာမျိုးပဲငါဖြစ်ချင်တယ်လို့နေဟိုးစားပြေပေါ့နော်ကိုလည်း main glaze ဆိုတော့ကိုလည်းခြီးရတာပေါ့နော်ငါ့ကိုချင်းတော့ထွက်လာဒီလိုမျိုးပေါ့ငါ့ကိုချင်းတော့ထွက်လာအင်းငါ့ကိုနေမချင်နိုင်ဘူးသက်သက်လို့ဆုံးရှုံးဆုံးရှုံးတာပဲမြင်ချင်တယ်ဆိုလို့ကျင်လည်းနေသဘောပဲပေါ့ပြောတော့သူကတည်းကသူလည်းမနေပါဘူးသူလည်းထွက်လာပါတယ်သူလက်နက်တွေကို ိုဥစားနဲ့ထည့်လာတာအဲဘီလက်မြေအိတ်နဲ့လက်နက်တွေကိုလေလက်နက်ဟိုဘီလက်မြေအိတ်နဲ့ထည့်လာတာဟိုကြည်စံတွေလည်းပါတယ်လက်နက်ဘုံပြီးတွေပါတယ်ပြီးတော့သူထွက်လာပြီးတော့သူထွက်လာမို့စစ်သားတွေစီမှာဆိုင်ကင်သွားငါတာအစ်စစ်သားမဟုတ်ဘူးရဲတွေစီမှာဆိုင်ကင်သွားငါတာဟိုရှစ်တန်းခေါ်လို့ပေါ့နော်သူတို့သွားရမယ်မဟုတ်လို့အားကြောင့်တက်ရင်သွားမို့ဆိုင်ကင်ငါလိုက်ပါလို့ငါလည်းဟိုကလည်းငါလိုက်တယ်သူတို့သူငါလိုက်တော့သူအဲ့နေပြီးတော့သူသူနဲ့သူ့တငယ်ချင်းနဲ့ပေါ့နော်တခြားသူနဲ့ပေါ့နော် ဟိုကလည်းဆက်သွယ်ပေးလိုက်တော့ဟိုကလည်းလာနေပြီပေါ့နော်ဟိုကလာနေပြီလို့ပြောတဲ့ချိန်မှာသူတို့စီကိုရောက်ချလာတယ်ဘယ်လမ်းနဲ့ရောက်ချလာမှမသိဘူးတဲ့ရောက်ချလာတော့လည်းသူကားပေါ်လေအဲ့လက်နဲ့ထိုးရုံဘုံနဲ့တင်ပြစ်တင်လိုက်တယ်တဲ့ပြီးတော့သူတို့နှစ်ယောက်ကားထဲတိုးဝင်ပြီးတော့လိုက်သွားတာပေါ့နော်ခေါ်သွားတာပေါ့ဟိုကလည်းအဲ့ကနေပြီးတော့လောမြောင်းနေပြီရောက်သွားတာပေါ့လောမြောင်းသူတို့သူလည်းရောက်သွားပြီးဘလောက်မှမကြတော့ဟိုကလည်းဖမ်းခံရတာပဲဟိုဘူသူ့ဘူကြီးရလဲလေသူတို့ဘူကြီးရလဲဖမ်းခံရပြီးတော့သူတို့စစ်ကြောရေးတွေပါလေစစ်တယ်လို့ပြောတမ်းကြတယ်အဲ့လိုမျိုးတော့ကြည့်တယ်ဆိုးဆိုးကကျတော့ ဘယ်မှာထမင်းတော်မှကိုလှုပ်လှုပ်တယ်ကို့မှာထမင်းချိန်မှာမောက်ပါသွားလို့လှုပ်ရှင်ကကို့ထမင်းကျွေးတဲ့တော်မှာထမင်းခူးတဲ့ဇွန်နဲ့တဇွန်လေးပဲကျွေးတဲ့ထိတော်မှာစားရတယ်စားရဘူးတယ်အဲ့ဒါလည်းလှုပ်တယ်တနေကိုလှုပ်လှုပ်လိုက်တယ်ပတ်စံတရာပဲရတယ်ပေးတယ်ယူတယ်နဲတယ်လို့လည်းမပြောဘူးတရာရရင်လည်းကို့အတွက်တရာဖတ်တင်တယ်200ရရင်လည်း200ဖတ်တင်တယ်တော်လိုင်းလေးထောက်ပို့တယ် လမ်းမှာအခု online ရေးဖွဲ့အစည်းတွေထောက်ပို့တွေလှူခိုင်းလဲလှူတယ်နဲနဲ့များတော့လှူတယ်မလှူဘူးဆိုတာတခါမှမရှိဘူးနဲနဲ့များလှူကိုလှူတယ်တခါမှမလှူတာတော့မဖြစ်ဘူးလက်ထမရှိတယ်ရွှေရှိတယ်ငွေရှိတယ်ကုန်ပင်ဘာမှမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့အာငါတက်ရငေသေးတယ်အဓိကငါတို့နိုင်ငံရေးညီချမ်းပေါ်အာနာရှင်ဆိုတဲ့စနစ်ဖြစ်နောက်ထပ်ဖြစ်ပေါ်လာမယ်ဆိုတော့မလှူချင်တော့လို့အဲ့လိုမျိုးတွေစိတ်ထားပြီးတော့ ပတ်စံဆိုတာပြန်ရှယ်လို့ရတယ်လူမသိငွေမရှာပေါ့နော်ဒါပေမဲ့ကိုကိုကဂယုဆိုင်ပြီးတော့ပြန်ဆိုင်တော့ငွေဆိုတာဒီဒီဥစ္စာပြန်ဖြစ်လာမှာပဲဆိုတဲ့စိတ်နဲ့တော့အကုန်လုံးကိုထောက်ပတ်တယ်ခါလို့ကိုရဲ့လက်ထဲမှာပတ်စံဆိုတာ105ဘတ်မပြောနဲ့တကြတော့မကြံခဲ့တော့ဘူးအလောက်ဒီဖြစ်သွားတာကိုစားဖို့သောဥစ္စာတွေပါလေမရှိရင်တော့မငွေချင်းတွေနေကိုပေးပေးတယ်ပေါ့နော်အဲ့ဒါအဲ့ဒီချိန်မှာသူကလည်းတော်ထဲမှာကိုကတော့ဒီမှာတယောက်တည်းရုံးကံပေါ့နော်သူပြောလဲအစင်ပြလားအစင်ပြတယ်အေးဆေးပဲအဲ့မှာကိုကကိုသာအစင်ပြအောင်လေး ဒါပဲကိုကိုစင်ပြောနေလိုအပ်တာရှိရင်ပြောလုပ်ပေးမယ်အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်ပြစ်ပြီဆိုတဲ့အတော့လျှောက်ပဲတခါမှမနာဘူးအဲ့တော့တချို့တွေကကြတော့ကိုကတော့ online ရေးလောက်တာလှူခံတာကြတော့တချို့တွေကတော့ပြောတာပေါ့နော်ဘယ်လိုပြောမလဲကိုစားဖို့တဲ့တတွေကရင်မကျူးပေါ့နော်သူတို့တွေကအဲ့လိုမျိုးတွေပြောတယ်အဲ့တော့ဆိုလို့ရှိရင်လို့ကိုကျိုးတဲ့မကြည့်ပဲနဲ့လုံနေတဲ့သူတွေကြတော့ဘယ်လိုပြောမလဲဆိုတော့မေးခွန်းတွေလည်းမေးဘူးတယ်သူများတွေပေါ့နော် ိုတွေတော်လိုင်းလောက်လာတဲ့ရှောက်မှာသူများကက်ရတာလည်းခံရတယ်မြင်ဆောင်တာလည်းခံရတယ်မြို့ချွမြို့ချွပြောခံရတာလည်းခံရတယ်ဒါပေမဲ့အဲ့ဒါတွေကကြတော့ကိုကဒီဘက်ပါဒီဘက်နာပြောရင်ဟိုဘက်နာထွက်တဲ့ပုံစံမျိုးနဲ့တော့နေလာတယ်နေလာပြီးတော့ဒါဘက်လှုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကြီးပြီးွားတဲ့ခါကျလို့ရှိရင်အာငါတို့တွေလည်းလှုပ်ခက်ရတယ်အဲ့ဒါကြောင့်မို့လို့ဒီနိုင်ငံရေးရတော်လိုင်းရေးရအောင်မြင်ပါတယ်ဆိုတဲ့စိတ်နဲ့ကို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 ယူနိုင်တဲ့စွမ်းတော့ရှိတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ရတဲ့အတွက်ဂျင်းနဲ့တယ်ပေါ့နော်မရှိလဲဆင်းရဲနေလဲဂျင်းတယ် စားဖို့သဖို့ကွက်ကိုရှာစားနိုင်တယ်ဒါကြီးကတော့အများနဲ့ဆိုင်တဲ့အတွက်တစ်ဖက်တစ်လမ်းနေပေါဝင်ကူညီရမယ်ဆိုတဲ့စိတ်ဓာတ်တော့ကိုဒီမှာတော့အပြည့်ရှိတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့အဲဒါလေးကတော့တော်လန်ရေးကမှဝင်ရောက်ပူပေါင်းလာတဲ့ CDN စစ်သားတယောက်ရဲ့မျိုးသမီးကပြောသွားဖြစ်ပါတယ်သူကတော့သူ့ရောက်ကြားကိုမြင်းနဲ့တိုက်တွန်းနေပြီးတော့ CDN ဝင်ရမ်းပေါ့နော်သူလည်းဘယ်လိုမျိုးနေထိုင်ခဲ့ဆိုတော့ပြပြသွားဖြစ်ပါတယ်အရန်ကိုလေးစားဖို့ကောင်းပါတယ်